မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူထားတဲ့မြန်မာပြည်သူသုံးဦးကိုကွန်ဒိုဝယ်ယူမှုနဲ့ထိုင်းဗန်စရင်ပွင့်လင်းမှုတွေကြောင့်ဆိုပြီးဖမ်းဆီးအရေးယူထားတဲ့အတွက်ထိုင်းနိုင်ငံမှာအစိုးဆုံးကွန်ဒိုဝယ်ထားပြီးဗန်စရင်ပွင့်နေထားတဲ့အကျန်းဖတ်မင်းအွန်လိုင်းရဲ့တာသမီတွေကိုပါအရေးယူဖို့လိုတယ်လို့ပြည်သူတွေကဝေဖန်ပြောဆိုနေကြပါတယ်မြန်မာနိုင်ငံကိုကဘာဗန်နာရေးဆိုင်ရာပလိတ်အဖွဲ့က မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတွေလိုအဆုံးစုံဗန်နိုင်းဆိုင်ရာပိတ်ဆို့အရေးယူဖို့အတွက်လာမယ့်စင်ကာပူအစည်းအဝေးမှာဆုံးဖြတ်ဖို့ရှိနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူထားတဲ့မြန်မာပြည်သူ၃ဦးကိုကွန်ဒိုဝယ်ယူမှုနဲ့ထိုင်းဘန်စရင်ဖွင့်လှစ်မှုတွေကြောင့်ဆိုပြီးဖမ်းဆီးအရေးယူထားတဲ့အတွက်ထိုင်းနိုင်ငံမှာအစိုးဆုံးကွန်ဒိုဝယ်ထားပြီးဘန်စရင်ဖွင့်နေထားတဲ့ အကြက်ဖက်မင်းအောင်လိုင်ရဲ့တာသမီတွေကိုပါအရေးယူဖို့လိုတယ်လို့ပြည်သူတွေကဝေဖန်ပြောဆိုနေကြပါတယ်။ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထိုင်းနိုင်ငံကကွန်ဒိုဝယ်ယူသူမြန်မာပြည်သူ3ဦးကိုစစ်ကောင်စီကဖမ်းဝရန်ထုတ်လိုက်ပြီးကွန်ဒိုရောင်းချပေးတဲ့မြန်မာနိုင်ငံကပွဲစား2ဦးကိုလည်းဖမ်းဝရန်ထုတ်လိုက်တဲ့အကြောင်းကိုစစ်ကောင်စီကကြေညာခဲ့တာပါ။ဒါဟာဈေးကွက်စီးပွားရေးစနစ်နဲ့မိမိပိုင်ငွေဈေးကိုလွတ်လပ်စွာသုံးစွဲပိုင်ခွင့်မပြုတော့တဲ့စစ်အာဏာရှင်ရဲ့လုပ်ရဖြစ်ပြီးဒီလိုအမှုနဲ့ဖမ်းဝရန်ထုတ်မယ်ဆိုရင် ထိုင်းနိုင်ငံမှာအစောဆုံးကွန်ဒို where you get တာနဲ့ဗန်စင်းဖွင့်လက်ခဲ့တဲ့မေအောင်လိုင်းရဲ့တာအောင်ပြေစုံနဲ့တမိဖြစ်သူခင်သီရိတမွန်တို့ကိုကြတော့ဘာကြောင့်အရင်မယူတာလဲဆိုပြီးလူမှုကွန်ရက်မှာပြည်သူတွေက မေကွန်ထုတ်နေကြတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး2022ခုနှစ်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့မူရရာဇာစီးပွားရေးတမထုတ်မင်းလက်ကိုထိုင်းရဲတွေကဖမ်းမိတဲ့အချိန်မေအောင်လိုင်းရဲ့တာအောင်ပြေစုံကထိုင်းနိုင်ငံကကွန်ဒို၄ခန်းနဲ့ထိုင်းဘတ်33သန်းတန်ဇင်ခန်းကွန်ဒိုအခန်းကိုဝယ်ယူထားတဲ့ပိုင်ဆိုင်မှုတွေအလုံး ထိုင်းရဲတွေကလက်ပုလက်ချက်တင်စီရရှိခဲ့တာဖြစ်ပါလေဒါအပြင်မင်းအောင်လှရဲ့တမိဖြစ်သူခင်သီရိတက်မွန်ရဲ့ထိုင်းနိုင်ငံကဘန်မငွေထက်ထားတဲ့ဘန်စာအုပ်နှစ်အုပ်ကိုလည်းအဲ့ဒီမူရရာဇာထုံးမင်းလက်စီမှာထိုင်းရဲတွေကဖမ်းဆီးတင်စီရရှိခဲ့ပါသေးတယ်အဲ့ဒီလိုအချက်လက်တွေကြောင့်မြန်မာပြည်သူတွေကိုထိုင်းနိုင်ငံမှာကွန်ဒိုဝယ်လို့ထိုင်းဘန်စရင်ဖွင့်လို့အရေးယူမယ်ဆိုရင်အရင်ဆုံးနဲ့တေချာပေါက်အရေးယူရမှာကမင်းအောင်လှရဲ့တာအောင်ပြည့်စုံတဲ့ မင်းအောင်လိုက်ရဲ့သမီခင်သီရိတက်မွန်တို့ကိုမဖြစ်မနေအရေးယူရမှာဖြစ်တယ်လို့ပြည်သူတွေကပြောဆိုနေကြပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံကိုကမ္ဘာ့ဗန်နာရေးဆိုင်ရာပလိအဖွဲ့ FATF ကမြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတွေလိုအဆုံးစွန်ဗန်နာရေးဆိုင်ရာပိတ်ဆို့အရေးယူဖို့အတွက်လာမယ့်စင်ကာပူအစည်းအဝေးမှာဆုံးဖြတ်ဖို့ရှိနေတယ်လို့အမျိုးသားညီညွတ်အစိုးရ NUG ရဲ့စီမံကိန်းဗန်နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောလိုက်ပါတယ်ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကချင်းပပြုတ်လုခဲ့တဲ့ မြန်မာစီးပွားရေးပြက်ကက်အကြောင်းသတင်းစာရှင်းလင်းပွဲမှာ NGO ဝင်ကြီးဥတင်ထွန်းနိုင်ကပြောသွားတာပါမြန်မာနိုင်ငံကိုကမ္ဘာဗဏ္ဍာရေးဆိုင်ရာပလိအဖွဲ့ FATF ကဗဏ္ဍာရေးဆိုင်ရာအမည်ပြနိုင်ငံအဖြစ်ကြေညာခဲ့ပေမဲ့အဆုံးစုံအရေးယူမှုမလုပ်သေးဘဲစောင့်ကြည့်နေခဲ့ကြပြီအခုလာမယ့်အောက်တိုဘာလ23ရက်နေ့ကနေ28ရက်နေ့ထိစင်ကာပူနိုင်ငံမှာပြုလုပ်မယ့်အစည်းအဝေးမှာတော့မြန်မာနိုင်ငံကိုမြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတွေလိုအဆုံးစုံဗဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူဖို့အတွက်ဆုံးဖြတ်ဖို့ရှိနေတယ်လို့ အန်ယူဂျီဝင်ကြီးဥတင်ထွန်းနိုင်ကပြောတော့ပါတယ်ဒါကိုလေအကြံဖတ်စစ်ကောင်စီနဲ့အပေါင်းပါတွေကတိထားပြီးသူတို့ကိုယ်တိုင်စိုးရင်ကြီးဖြစ်နေသလိုဒီလိုအခြေအနေတွေကြောင့်ကျန်ပုတ်ပါတီပါဝင်25ပါတီကနိုင်ငံတကာရဲ့စီးပွားရေးရဲ့ပိတ်ဆို့အရေးယူတာကိုကန့်ကွက်တဲ့ဆိုပြီးထလောက်တာဟာလာမယ့် FATF အစည်းအဝေးဆုံးဖြတ်ချက်ကိုကြိုကန်တဲ့သဘောပဲဖြစ်တယ်လို့အန်ယူဂျီဝင်ကြီးဥတင်ထွန်းနိုင်ကပြောထားပါသေးတယ်အဲ့ဒီလိုကမ္ဘာဗန္ဒာရေးဆိုင်ရာပလိတ်အဖွဲ့ကနေမြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတွေလို့ မြန်မာနိုင်ငံကိုအမည်ပြတ်နိုင်ငံအဖြစ်ဂိတ်ဆုံးအရေးယူလိုက်မယ်ဆိုရင်မြန်မာဗန္နာရေးလောကနဲ့ကမ္ဘာဗန္နာရေးလောကအကြားအဆက်အသွယ်ပြတ်တောက်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအကုန်လုံးထွက်သွားမှာဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့ကြက်ငွေဟာလဲခိုင်မာမှုမရှိပဲရဇဝတ်ဂိုင်းရဲ့ငွေကြေးတစ်ခုအဖြစ်သတ်မှတ်အရေးယူခံရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းပေါင်းမြို့နယ်ကတစ်ချိုကုန်းရွာပြူစော်တီစကန်ကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်း ပြူစောတီ9ဦးသေကုန်ကြတဲ့အပြင်တနက်6လက်ကူပါတိမ့်စီရရှိခဲ့တယ်လို့မြိုင်ပကဖိုက်တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇွန်လ10ရက်နေ့ကပဲပေါမျိုးနယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေအထိုင်ချရာတစ်ချုံကုန်းရွာပြူစောတီစခန်ကိုတော်လိုင်းရေးတပ်တွေကဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်ပြူစောတီ9ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြပြီးစစ်ကောင်စီတပ်သားနဲ့ကြံတဲ့ပြူစောတီတွေက စခန်းကိုထားခဲ့ပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်သူတို့ရဲ့စခန်းကိုဘာဖြက်စီးရှင်းနေလိုက်သလိုသူတို့စီကနေတနတ်ကိုလက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါစကိုင်းတိုင်းဘက်မှာလေမုံရမြို့ကစမှုစုံအတွင်းမှာပြည်သူတွေကိုငွေညှစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းရဲတပ်တွေကဝင်းရောက်ပစ်ခတ်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားခေါနာဦးသိအောင်ကြတဲ့အပြင်တနတ်နှစ်လက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ မုံရခဲအမှတ်လေးတရင်ချင်းတွင်အထက်ဖို့စ်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တကိုပြောပါတယ်ဇွန်လ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရမျိုးစမှုစုံအတွင်းမှာနေ့စဉ်ပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကတွားရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားခေါဏဦးကတော့အသေးသေးသေကုန်ကြတယ်အပြင်တနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့ပြီးလက်နဲ့တက်ကောက်တဲ့ရဲဘော်တအူလဲကြီးထိမှန်တန်းရရထားတယ်လို့ မုံရွာခဲအမလေးတရင်ချင်းရဲအထက်ဖို့စီရဲ့တာဝန်ရှိသူတူကပြော့ထားပါလိမ့်ခင်ဗျာအခုတခါဘကိုးတိုင်းဘက်မှာလေပေါန်တယ်မြို့နယ်မှာရှိတဲ့တစ်ပုတ်ဂျေးရွာမှာအကြံဖက်စစ်တပ်အတွက်အာသွန်ခွန်ဆိုင်အလုတ်လုတ်ပေးနေပြီးပြည်သူတွေကိုစစ်တပ်အကူနဲ့ပိတ်နှိပ်ချိန်ချောက်နေတဲ့အကြီးစားစစ်တပ်သတင်းပေးမြင့်အောင်စုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့363 1 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တိကိုပြောပါတယ်ဇော်လာနေရနေ့ကပဲ ောင်တယ်မြို့နယ်တစ်ပုတ်ကျေးရွာမှာအကျန်းဖက်စစ်တပ်အတွက်အကြီးကျယ်အလုပ်လုပ်ပေးနေတဲ့စစ်တပ်သတင်းပေးမြင့်အောင်ဆိုသူကိုတော်လိုင်းရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲဝင်ရောက်ပစ်ခတ်ရှင်းလင်းရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီတစ်ပုတ်ကျေးရွာကမြင့်အောင်ဆိုတဲ့သူဟာတော်လိုင်းရဲ့သတင်းတွေကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုအကြီးအကျယ်သတင်းပေးနေတဲ့သူဖြစ်တယ်လို့တော်လိုင်းရဲဘော်တွေရဲ့မိသားစုတွေကိုလည်းရွာထဲမှာမနေရဲအောင်မျိုးစုံချိမ့်ချောက်နေုံနဲ့မကပြည်သူတွေကိုပါစစ်တပ်အကူနဲ့မတရားဖိနှိပ်အနိုင်ကျင့်နေတဲ့သူဖြစ်ပြီး အခုတော့သေပြီလို့3631 PPDF တရင်တာဝန်ခံကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြို့ကဗျိုင်းဖြူကျေးရွာနေပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပေါ် UNG ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီးတိစုံသွားတဲ့ပြည်သူတွေအတွက်တရားမျှတမှုရရှိရေးကိုနီလန်ပေါင်းစုံနဲ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ UNG ကနေတရားဝင်ထုတ်ပြန်ထားပါတယ်မေလ29ရက်နေ့ကပဲ အကြံပေးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကောင်စီတင်ဒန်းပေးထားတဲ့မွတ်စလင်တွေနဲ့စစ်တလောက်ခန်းဒေါ်စောမြရဇာလင်ဥဆောင်တဲ့ ALP တပ်ဖွဲ့ဝင်တွေကပါစစ်တွေမျိုးဗျိုင်းဖြူခြေရွာကနုဆုအရွယ်ကလေးငယ်တွေပါမချမ်းတရွာလုံးကိုဖမ်းဆီးလိုက်ပြီအဲ့ဒီလိုဖမ်းဆီးထားတဲ့ပြည်သူတွေတဲကအယောက်90ကျော်ကိုအဲ့ဒီစစ်ကောင်စီဝင်တွေကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်လိုက်ကြပြီးတော့ဒီကနေ့ဇွန်လ၄ရက်နေ့နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေရတပ်ဖြတ်ခံရတဲ့ပြည်သူဟာ86ဦးအထိရှိလာပြီလို့လဲ အာရခတက်တော်အေအေကဒီကနေ့မှာပဲထုတ်ပြန်ထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအကြပ်ဖက်စကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့အတူပါဝင်ပတ်သက်တဲ့သူအလုံးကိုဒီဆုံးသွားတဲ့သူတွေအတွက်တရားမျှတမှုရရှိအောင်အဖွဲ့စည်းပေါင်းစုံနဲ့နီလန်ပေါင်းစုံတုံးပြီးချိုးပန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အယုံကြီးကထုတ်ပြန်ပြောဆိုလိုက်ပါတယ်တစ်ဖက်မှာလည်းပြန်ပြူရွာကပြည်သူတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပါဝင်သူအလုံးကိုပြင်းပြင်းထန်ထန်လက်စားခြေသွမ်းမယ်လို့လည်း ရခတ်တတော်အေအေကတရားဝင်အသိပေးကြေညာထောက်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ